ားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဒါ39လ2025ကျွန်တော်တို့ဒီနေ့ညမှာတော့ချန်ပီယံလိပွဲစဉ်တွေတော်တော်များများအောင်ရှိပါတယ်ချန်ပီယံလိဒါအောက်စုဒုတိယဒုတိယမြောက်ပွဲစဉ်တွေပေါ့ဗျာเนาะအဲဒီနေ့မှာတော့ကျွန်တော်တို့ချန်ပီယံလိမှာဆိုရင်စုစုပေါင်းဆိုရင်ဗျာပွဲစဉ်က6ပွဲလောက်ရှိမယ်ချန်ပီယံလိမှာ6ပွဲလောက်ရှိမယ်ပြီးကြလို့ချင်းကျွန်တော်စပိန်လာလီဂါရှိမယ်အင်္ဂလန်ချန်ပီယံရှစ်ရှိမယ် เนาะအဲဒီနေ့ညမှာတော့ပွဲစဉ်တွေအများကြီးရှိတယ်အဲထိုးသားတွေအနေနဲ့အာပြောမှဆိုရင်ဆော့လို့ကောင်းတဲ့ညတညလို့ကျွန်တော်ပြောပြောချင်တယ်ဗျဘာလို့ဆိုတော့ဗျပွဲများတော့ရွေးချယ်မှုအများရွေးချယ်လို့ရတယ်เนาะကစားလို့ရပေါ့ကဲဒီနေ့ညမှာကျွန်တော်ချန်ပီယံလိဒါကသုံးပွဲလောက်ရွေးချယ်ပြီးတော့စပိန်လာလီကတပွဲရွေးချယ်ပြီးမှဖြစ်ပါတယ်စုစုပေါင်းဆိုရင်၄ပွဲရွေးချယ်ပြီးမှဖြစ်ပါတယ်ကျွန်တော်ရဲ့ဒါရွေးချယ်မှုလေးတွေကိုတိုင်းပြည်တက်တဲ့ဖြစ်အားပေးသည်ပဲဖြစ် YouTube channel နဲ့တတော် channel လေးကို like subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာเนาะဒီနေ့မှာတော့ကျွန်တော်အရင်ဦးဆုံးအာပြောကျင်တဲ့ပွဲတင်လေးတစ်ပွဲကတော့ကျွန်တော်တို့ဒီနေ့ညမှာကံမဲ့ Grader Sa Yi နဲ့ Liverpool ရဲ့ပွဲတင်လေးကိုကျွန်တော်တုံးတက်ရွေးချယ်ပြီးမှာဖြစ်ပါတယ်ပထမဦးဆုံးဒီပွဲတင်လေးကိုရွေးချယ်ပြီးမှာဖြစ်ပါတယ်လက်ရှိဒါ Liverpool က Grader Sa Yi ကိုဖွင့်လှစ်ထားတဲ့ပေါက်ကြီးမှာတော့အာဘောလုံးကြီးမှာတော့ တလုံးကိုတရေဂိုးပေါင်းကျေးလေးမှာဆိုရင်တော့၃လုံးကို50စာဒီကျေးလေးဖွင့်လှစ်ထားတာမျိုးလေးတွေ့ရတယ်ဗျလေပါဦးကတော့ဒါကျွန်တော်တို့ချန်ပီယံလိဒါပွဲစဉ်တပွဲကံပြီးွားတဲ့အနောက်မှာတော့သူ့အနေနဲ့ဒီပါဘူးကတော့ဒါချန်ပီယံလိပွဲစဉ်ကံပြီးွားတဲ့အနောက်မှာတော့သူ့အနေနဲ့နိုင်ပွဲတပွဲရရှိထားပြီးတော့ရမှတ်၃မှတ်ရရှိလာတာဖြစ်ပါတယ်เนาะ အဲသူကန်ခဲ့တဲ့ပွဲစဉ်မှာတော့ဒါအက်တီကိုမက်ထရစ်ကိုသူဒါ3-2နဲ့နိုင်ခဲ့ပြီးတော့ဒါရမှတ်၃မှတ်ရရှိတာဖြစ်ပါတယ်เนาะဒီနေ့ညမှာတော့ဒါကရာရာဆိုင်နဲ့အဝင်းကွင်းရနေလာရောက်ရှင်ပြန်ရမှာဖြစ်ပါတယ်เนาะလက်ရှိ internet upgrade ချင်းမှာတော့ဒါ body ချင်းမှာဆိုရင်၃လုံးကိုဒါမြန်မာချင်းနဲ့စကြည့်မယ်ဆိုရင်၃လုံးကိုဒါကျွန်တော်တို့ပြား25ပြားအစားလောက်ပဲဖြစ်ပါတယ်เนาะအဲအခုဆိုရင်တော့ဒါ နောက်ဆိုတော့ body ကြီးတွေအဲ body ကြီးရောခိုးပေါင်းကြီးရောတက်လာဖို့အလားအလာရှိရပေါ့ဗျာနော်အင်တာနက် app ကြီးရတာအချိန်နဲ့တပြေးပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ grada size ကိုသွားပြက်ကြည့်မယ်ဆိုရင်တော့ grada size ရတော့ဒါသူ champion လေးပွဲတဲ့တပွဲကန်ပြီးွားပြီတပွဲကန်ပြီးွားတဲ့အတက်မှာတော့ဒါ front back ကိုဒါ251နဲ့သူရှုံးခဲ့တယ်ပေါ့ဗျာနော် grada size ရတော့51နဲ့ရှုံးခဲ့တယ် grada size ရတော့ nigo တိတဲ့အတိုင်းဒါ turkey ကလပ်ကဖြစ်တယ်เนาะလီဗာပူးကတော့ဒါအင်္ဂလန်ပရီးမီယာလိဂ်ကဖြစ်တယ်လီဗာပူးကဒီနေ့ညအဝေးကွင်းရတယ်ဝမ်းတီဖြစ်ကြောထားတယ်เนาะဒီပြပွဲစဉ်လေးကိုကျွန်တော်ဒါသွားပြန်ကြည့်ရမယ်ဆိုရင်သူတို့နဲ့တင်းရထိတ်တိုက်တွေ့ဆုံမှုဒါရှိခဲ့တယ်ကြာခဲ့ပြီပေါ့ဗျာเนาะကျွန်တော်2017ကဒါဂရာတာဆာရဲ့အိမ်ဝဲမှာ3-3နဲ့လီဗာပူးကိုနိုင်ခဲ့တယ်เนาะဒါကတော့ခြေစမ်းပွဲဖြစ်တယ်ဒီနေ့ညမှာဒါလီဗာပူးနေနဲ့ဝေးကွင်းကနေဂရာတာဆာကြီးကို ရမတ်သုံးမတ်ရပါမလားကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ညာညာဖြစ်တယ်เนาะဒီပွဲစဉ်လေးကိုကျွန်တော်ကတော့စိတ်ကြိုက်တစ်ချောင်းရွေးထုတ်ပေးထားပါတယ်ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့အဲလီဗာပူးပေါ်တီလေးကိုရွေးချယ်ပေးကြပါလေဘာကြောင့်လီဗာပူးပေါ်တီလေးကိုရွေးချယ်ပေးရလဲဆိုတော့ဒီနေ့ညမှာလီဗာပူးနေနဲ့ဝေးခွဲရတဲ့ပေါ်တီချင်းမှ1သိဂိုးပေါင်းချင်းမှအခုလက်ရှိကျင်းနေထားရဆိုရင်3လုံးတီ3လုံးတစ်ဝက်စားလောက်ထိကိုဒီကျင်းတွေတက်လာတဲ့နေထားရဒီနေ့ညမှာလီဗာပူးနေနဲ့ဂိုးရဖို့ကဒါရမှာဖြစ်တယ်เนาะအနည်းဆုံးတော့ဒါဝေးခွဲရတဲ့1သိလောက်တော့ မဲသုံးစားကြည့်ရမယ်ပွဲတစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာနေပါဦးပေါ်ရွေးချယ်ပေးကြပါလေ။ကဲနောက်တစ်ပွဲကိုကျွန်တော်တို့ဆက်လက်သွားကြည့်ရမယ်ဆိုရင်နောက်တစ်ပွဲကတော့ဒါအဒီကိုမက်ထရစ်နဲ့ဒါဖရန့်ဘက်ပေါ့ဗျာနော်။အဲဒီပွဲတွေလင်းပါဆိုရင်သွားပြန်ကြည့်ရမယ်ဆိုရင်တော့အဒီကိုမက်ထရစ်ကနေပြီးတော့ဒါဖရန့်ဘက်ကိုကြေးဖွင့်လှစ်ထားတာဖြစ်ပါတယ်နော်။အဲဒီကိုမက်ထရစ်ကနေပြီးတော့ဖရန့်ဘက်ကိုဖွင့်လှစ်ထားတဲ့ဒါမြန်မာပေါက်ချင်းနဲ့ကျွန်တော်တို့သွားပြန်ကြည့်ရမယ်ဆိုရင် မြန်မာပေါ့ကျင်းတက်မှာတော့ဒါအန်တီကိုမက်တစ်ကနေပြီးတော့ front back ကို level အဲတလုံးကိုဒါပြား20ရှုံးလောက်ထိကိုခြေဖွင့်လက်ထားတာဖြစ်တယ်เนาะတလုံးကိုပြား20ပြား30ရှုံးလောက်ထိခြေဖွင့်ထားတယ်ဂူပေါင်းကျင်းလေးကိုတစ်ချက်သွားကြည့်ရမယ်ဆိုရင်ဂူပေါင်းကျင်းလေးမှာ၃လုံးကို50ရှုံးဒီခြေလေးဖွင့်လက်ထားတယ်เนาะဒီပွဲတွေလေးကိုကျွန်တော်စစ်ကြိုက်တဲ့ကြောင်းဆက်လက်ပြီးတော့ရွေးထုတ်ပေးမှာဖြစ်ပါတယ်အန်တီကိုမက်ထရစ်နေနဲ့ဒါပြီးခဲ့တဲ့ဒါချန်ပီယံလိဒါကံပြီးသွားပြီချန်ပီယံလိကံပြီးရဲ့ထဲနဲ့ ဒါလီဗာပူးကိုသူတူးတူးနဲ့ဒါရှုံးခဲ့တယ်เนาะလီဗာပူးကိုရှုံးခဲ့တဲ့ပွဲစဉ်မှာဆိုရင်အတီကိုမက်တစ်ကတော်တော်ကောင်းခဲ့တယ်เนาะကောင်းခဲ့ပြီးတော့ဒါကောင်းကောင်းကြီးနဲ့ဒါရှုံးခဲ့တာလီဗာပူးကိုเนาะဘာကြောင့်ရှုံးခဲ့ရလဲဆိုတော့ဒါလီဗာပူးရဲ့ဒါနောက်ကျကိုအချိန်ပိုဒါမိနစ်60ပြီးတော့အချိန်ပို3မိနစ်မှလီဗာပူးကဒါ9-9နဲ့ဒါ3-2နဲ့နိုင်သွားတဲ့အတွက်ကြောင့်မလို့အတီကိုမက်တစ်ကတော့ဒါရမှတ်3မှတ်ဆုံးရှုံးခဲ့တယ်ပေါ့ဗျာเนาะ အဲဒီကောမက်ထရစ်နေနဲ့ဒါပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းဒါ UL မက်ထရစ်ကို5 52နဲ့ဒါသူ့ရဲ့စပိတ်လာလီကာမှာနိုင်ခဲ့တယ်နော်ပြီးကြရင်ဘလန်ကာကိုလည်း32နဲ့နိုင်ခဲ့တဲ့အချိန်ကြောင့်မို့လို့လီဘာအဲလီဘာဘူးလီဘာဘူးနဲ့ဒါကန်ခဲ့တဲ့ပွဲတွေတပွဲဒါသူ့အနေနဲ့ဒါဂိုးကန်ခေတဲ့ဒါပြောရမယ်ဆိုရင်ဂိုးကန်ခေမှုကြောင့်သူ့ရဲ့ဒါပြောရမယ်ဆိုကန်ခေမှုကြောင့်လာတာချန်ပီယံလိမှာရှုံးခဲ့တဲ့အတွက်ဒီနေ့ညမှာဒါအိုက်ကိုမက်ထရစ်နေနဲ့ဖရက်ဘက်ကိုဒီနေ့ညမှာအနိုင်၃ဘက်ကတော့ကျင်းတည်မယ်လို့ကျွန်တော် ထင်မြင်သုံးသပ်မိပါတယ်။အတကြောင့်မို့လိပါဦးနေနဲ့လည်းယူမထင်တဲ့ပွဲစဉ်မှာကစားခဲ့တဲ့ခြေစံတော်တော်လေးကိုကောင်းမွန်တယ်နော်တော်တော်လေးကိုတည့်ရလှပတယ်အဲကြောင့်မို့လို့ကျွန်တော်ကတော့ဒါဒီနေ့ညမှာနော်အဲအက်တီကိုမက်ထရစ်နဲ့ဖရန့်ပိုက်ရဲ့ဘော်ဒီမှာတော့ကျွန်တော်တော့အာရွေးချက်ပေးချင်တာအက်တီကိုမက်ထရစ်ဘော်ဒီလေးကိုရွေးချက်ပေးချင်ပါတယ်နော်။ဒါကြောင့်အက်တီကိုမက်ထရစ်ဘော်ဒီလေးကိုကြားရလဲဆိုတော့အာ UN နဲ့ပွဲစဉ်တော့ခြေစံတော်တော်လေးကိုအားရချင်းတဲ့ဖို့ကောင်းတဲ့အတွက်ကြောင့်မို့လို့အက်တီကိုမက်ထရစ်ဘော်ဒီလေးကိုရွေးချက်ပေးချင်ပါတယ်။ယနေ့ညမှာကျွန်တော်နှစ်ပွဲ ရွေးချယ်ပေးပြီးသွားဖြစ်ပါတယ်เนาะနှစ်ပွဲမှာဆိုရင် Adigomatic body နဲ့ရည်ရဲ့ body ပဲဖြစ်ပါတယ်ကဲနောက်ပွဲစဉ်တစ်ပွဲကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်เนาะအဲဒီပွဲစဉ်ကတော့ကျွန်တော်တို့မာစီးနဲ့အေဂျက်ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ထားတာမျိုးလေးရှိပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့မာစီးကအေဂျက်ကိုတလုံးကိုဒါအင်တာနက်ဒါထိုင်းအင်တာနက် update မှာတလုံးပြန်90ရှုံးမြန်မာပေါ့ကြီးမှာတော့ဒါတလုံးကိုပြား40ရှုံးလောက်ထိ က်ရှိပေါက်နေတာဖြစ်ပါတယ်နော်ဘူပေါင်းကျင်းလေးကိုသွားပြန်ကြည့်မယ်ဆိုတော့ဘူပေါင်းကျင်းလေးမှာဆိုတော့သုံးလုံးကိုတည်ရည်ဖြစ်တယ်နော်သုံးလုံးကိုတည်ရည်ဖြစ်တယ်ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင့်ရွေးထုတ်ပေးသွားအောင်ပါဖြစ်ပါတယ်အေဂျင့်နေနဲ့ကတော့ဒါညီကိုတို့သိတဲ့အတိုင်းလက်သားလန်လီတဲ့ကအာမာစီကတော့ဒါပင်တိအာလီဝမ်နဲ့ဖြစ်တယ်နော်အဲ့တော့ကြောင့်မလို့ဒီနေ့ညမှာဒါမာစင်းနေနဲ့ဒါကျွန်တော်တို့မာစင်းနေနဲ့အေဂျင့်ကို ဂိုးတွေပြတ်ပါမလားကျွန်တော်စောင့်ကြည့်ရမယ်ညတညဖြစ်တယ်เนาะဂိုးတွေပြတ်ပါမလားစောင့်ကြည့်ရမယ်ညတညဖြစ်တယ်ဒါသူတို့နဲ့တင်းရတော့ထိတိုက်တွဆုံမှုတွေရှိတယ်ယူရိုပါလိမှာလည်းတွဆုံမှုတယ်တော့ကျွန်တော်တို့ခြေစစ်ပွဲမှာလည်းခြေစမ်းပွဲတွေမှာလည်းကျွန်တော်တို့တွဆုံမှုတယ်တွဆုံမှုတဲ့3ကြိမ်ရှိတယ်တွဆုံမှုတဲ့နောက်မှာ3ကြိမ်မှာတော့မာစီက2ကြိမ်နိုင်တေကြ2ကြိမ်အေဂျက်ကတော့နိုင်ထားတာ2ကြိမ်မှမရှိသေးဘူးကျွန်တော်တို့ပြီးခဲ့တဲ့2023နောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်မှာတော့ဒါမာစီကနေပြီးတော့အေဂျက်ကို4-3နဲ့ဒါ နိုင်ထားခဲ့တယ်เนาะကျွန်တော်2023စက်တင်ဘာလ22ရက်နေ့မှာဆိုလဲ33ကန်ထားခဲ့တယ်အဲကျွန်တော်2016မှာဆိုလဲ22ဆိုတဲ့ဒါစီဇန်ပွဲတွေမှာ22ဆိုတဲ့ရလတ်မျိုးတွေထွက်ကိုထွက်ထားခဲ့တဲ့မျိုးတွေရအဲသူတို့နှစ်သင်းပေါင်းရဲ့ထဲထဲတွဲဆုံမှုမှာ9ပေါ်စီရဲ့ကတော်တော်များတယ်22 33 43ဆိုတဲ့ရလတ်မျိုးတွေများတယ်ဒါဥပဒီနေ့ညမှာ9ပေါင်းကျက3လုံးတည်ဖွင့်လှစ်ထားတယ်ဘောကြီးမှာဆိုရင်3လုံးကိုတစ်ဝက်ရှုံးเนาะ ီဒီလေးကိုဖွင့်လှစ်ထားတဲ့မာစီနစ်နဲ့အောင်သွားပြည့်ကြည့်မယ်ဆိုရင် PSG ကိုနိုင်ထားတဲ့ Star Ball ကိုသူ့ရဲ့နိုင်ပွဲရရှိထားတာကြီးမယ်ဆိုရင် PSG ကို1စီနဲ့နိုင်တဲ့ Star Ball 1 2နဲ့နိုင်နာခဲ့တဲ့သူ့ရဲ့ပြင်သစ်လီဝဲမှာပေါ့ဗျာနော်အပြီးခဲ့တဲ့ဒါကျိုး Champion League မှာဆိုရင်တော့ဒါ US Madrid ကို2ဝက်နဲ့ရှုံးထားခဲ့တယ်အပွဲစဉ်မှာဆိုရင်ဒါ US Madrid ကကတ်ပြီးတော့နိုင်ခဲ့တယ်ပေါ့ဗျာနော်အဲ့ဒီပွဲစဉ်မှာဆိုရင်လည်းဒါမှစီးနေတဲ့ရဲကိုကောင်းကောင်းလေးဒုက္ခပေးပြီးကစားခဲ့တယ်။ဒါပေမဲ့ရဲအနေနဲ့ ဒါပွဲပီကန်နေ87မိနစ်မှဒါအနိုင်ကိုရပြီးတော့2-1နဲ့နိုင်ခဲ့တာဖြစ်တယ်။မာစီကတော့ဒါအဲချော့တိုလိုမီရတဲ့အသင်းသင်းဖြစ်တယ်။နော်အဲကြောင့်မို့လဲဒီနေ့ညမှာ AJ ကို190အထိကြီးပေးထားတာ ဖြစ်တယ်။ AC ကအဲ AJ ကတော့ဒါတော့အဲနတာလန်ကလပ်ထက်ရအသင်းသင်းဖြစ်တယ်။နော် PSV ကိုတူးတူးကန်ထားခဲ့တယ်။တော့ပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတော့ Inter Milan ကို0-2နဲ့ရှုံးထားခဲ့တယ်။နော်အင်တာမီလန်ကို0-2နဲ့ရှုံးထားခဲ့တယ်။အဲ့ပွဲစဉ်မှာဆိုရင်တော့ဒါသူ့ရဲ့ဒါ ဘောလုံးပိုက်ဆိုင်မှုတွေဘောလုံး possession တွေကတော့ကောင်းခဲ့ပေမဲ့ဂိုးပေါက်ချင်းချောင်းမှုတွေဂိုးပေါက်ကန်သွင်းမှုတွေကတော့ဒါကန်ခေခဲ့လို့လွှဲချော်ခဲ့လို့ဒါအင်တာမီလာကို2-2နဲ့ဂိုးပြတ်ရှုံးခဲ့တယ်ပေါ့ဗျာနော်အဲဒီနေ့ညမှာအဝေးကွင်းကဒါကျွန်တော်တို့မန်စီးကိုရှင်ပြန်ကန်ရမှာဖြစ်တယ်နော်ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းကောင်းလေးရွေးထုတ်ပြရမယ်ဆိုရင်ဘော်ဒီချင်းမှာ1.90ဂိုးပေါက်ချင်းလေးမှာ3လုံးတည်ရဆိုတဲ့ချင်းမျိုးကိုကျွန်တော်ကတော့ဒီမန်စီးနဲ့အေချက်ပွဲစဉ်ကိုကျွန်တော် ိုးပါအောက်လေးကိုကျွန်တော်ရွေးချယ်ပေးကြပါတယ်เนาะကျွန်တော်နဲ့ချက်ချင်းတွေ့လိုက်ဆိုရပါတယ်မာစီနဲ့အေချက်ပွဲဂိုးပေါအောက်ပါအဲကျွန်တော်နောက်ထပ်ပွဲကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်အဲဒီပွဲနေရာတော့ကျွန်တော်တို့ဒါမင်းရညာကမ်းမှာပေါ့ဗျာเนาะမင်းညာကမ်းမှာဦးဒါပွဲပြတ်သွားတဲ့အတွက်ဒီနေ့ညမှာကမ်းမှာဖြစ်တယ်စပိန်လာလီကာတဲကပွဲစဉ်တပွဲဖြစ်တယ်ပေါ့ဗျာเนาะအဲဒီပွဲစဉ်မှာဆိုရင်တော့ဗလင်စီယာနဲ့ ဘလင်စီယာနဲ့ပွဲစဉ်ဖြစ်တယ်เนาะဘလင်စီယာနဲ့ OBJ တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်တုံးတက်ပြီးသွားအောင်မှာဖြစ်ပါတယ်เนาะအဲဘလင်စီယာနဲ့ OBJ တို့ရဲ့ပွဲစဉ်မှာတော့ဘလင်စီယာနေပြီးတော့ OBJ တို့ကို1ပေါင်90ခုပေါင်းကျစ်လေးမှာနှလုံးတစ်ဝက်ရှုံးဆိုရဲ့ကျင်းမျိုးလေးဖွင့်လက်ထားတယ်เนาะအဲဒီပွဲစဉ်လေးမှာဆိုရင်ကျွန်တော်တို့ဒါပြန်ကြည့်ရမယ်ဆိုရင်ဘလင်စီယာအနေနဲ့ကတော့အာသူ့ရဲ့ဒါစပိန်လာလီဂါမှာဆိုရင်ကျွန်တော်တို့ နောက်ဆုံးကန်တဲ့နှစ်ပွဲကိုတော့ပြောင်းပြချင်မှာဆိုအက်စပင်ယိုတူတူကန်တယ်အဘီပါဟုတူးစီကန်လာခဲ့တယ်နော်ဘာစီလိုနာကိုစစ်ပီးနဲ့ရှုံတယ်ဂီတာဘေးကို3စီနဲ့နိုင်လာခဲ့ပြီးတော့အိုဆာဆူနာ1စီနဲ့ရှုံလာခဲ့တယ်သူ့ရဲ့ဒါကလပ်ပွဲစဉ်ဒါနောက်ဆုံးကန်ခဲ့တဲ့၅ပွဲမြောက်မှာတော့နှစ်ပွဲရှုံးနှစ်ပွဲနိုင်တစ်ပွဲတည်ရင်နဲ့လက်ရှိအဆင့်စီကကျွန်တော်တို့လက်ရှိအဆင့်စီကစနစ်မှာရပ်တည်နေတာဖြစ်တယ်နော်ဒါကိုကျွန်တော်တို့သွားပြန်ကြည့်မယ်ဆိုရင်နော် ။ Oviedo နေနဲ့ကလည်းဒီနေ့ညဒါ Valencia ကိုဝင်လို့ရနေလာရောက်ရှင်းပြန်ရမှာဖြစ်တဲ့သူ့ရဲ့ဒါ Spain La Liga ဒါဒီနေ့တန်းတက်လာတဲ့အသင်းသင်းဖြစ်တဲ့အာသူ့အနေနဲ့ဒါ Spain La Liga ပြိုင်ပွဲဆုံး၅ပွဲနောက်ဆုံးကန်ခဲ့တဲ့ထဲမှာတော့အာကျွန်တော်တို့အဲ Barcelona 1-3နဲ့ရှုံးတယ် HU 1-3နဲ့ရှုံးတယ်အဘဘီလာ1 3နဲ့ရှုံးတဲ့ HU 1 3နဲ့ရှုံးတဲ့ဖီတာဖေးကို2 C နဲ့ရှုံးထားခဲ့ပြီးတော့ဆိုစီတက်ကိုအဲဆိုစီတက်ကို1 C နဲ့ရှုံးထားခဲ့တယ်เนาะ သူပွဲတင်နေပြကြည့်မယ်ဆိုရင်ရဲမထွက်ကိုလည်းဇီးသရီးနဲ့ရှုံးထားခဲ့တယ်။အိုဘီယက်တိုကတော့ဒါဒီနေ့စပိန်လာလီကာကိုတန်တက်လာပေမဲ့ရလက်ကောင်းနေတော့အဲစပိန်လာလီကာမှာရထားခြင်းမျိုးမရှိသေးဘူး။เนาะအဲ့တော့ကြောင့်မို့လို့ဒီနေ့ညမှာတော့ကျွန်တော်တို့ဘလီစီယာနေပြီးတော့ကြေးပေးထားတာတော့ဒါဖြစ်တဲ့နဲ့1.50ကြေးอ่ะဖြစ်တဲ့နဲ့ကြေးတကြေးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့ အာစပိန်လာလီကာတူအမဒီနေ့မှတန်းတက်လာတဲ့စပိန်လာလီကာအသင်းတင်းကိုဗလင်စီးယားလက်ရှိခြေစမ်းရခြေပေးထားတာတော့1.90ရတော့ကြီးမှန်တယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်เนาะအဲသူတို့နှစ်တရားထိတိုက်တွေ့ဆုံထားခြင်းတော့မရှိသေးဘူးအာဒီကျွန်တော်2025 2026စပိန်လာလီကာယာစီမှဒါစအုပ်ဆုံးတွေ့ဆုံတာဖြစ်တယ်เนาะအဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းကောင်းလေးရွေးချယ်ပေးခြင်းတယ် အာဒီပွဲစဉ်လေးမှာဆိုရင်တော့ဘလင်စီယာအနေနဲ့ Obiedo ကိုတော့အဲအင်ကွင်းကနေနိုင်ဖို့တော့ဒါဂျာဂိုင်တုံးရှိတယ်ဒါပေမဲ့ Obiedo အနေနဲ့ဗီလာဘလင်စီယာကိုကျွန်တော်တို့အဝေးကွင်းကနေခိုးရဖို့လွယ်ကူပါမလားဗောဗျာနော်လွယ်ကူပါမလား Obiedo အနေနဲ့သွားပြန်ကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒါဂိုးသူ့အနေနဲ့ဂိုးသွင်းအားကနည်းတယ်ဗျာနော်အယူမတက်ဆိုလည်းဂိုးမသွင်းနိုင်ဘူး ဒါဆိုစီးတဲ့တင်းတဲ့ကကိုတွင်းထားပြီးတော့ဂီတာဖေးကိုလည်းကိုမတွင်းနိုင်ဘူး AG ကိုလည်းကိုမတွင်းနိုင်ဘူးเนาะ AG ကိုလည်းကိုမတွင်းနိုင်ဘူးဘာစီလိုနာကိုတော့သူ1 3နဲ့ရှုံးထားခဲ့တယ်အဲဘီလာကြီးရဲ့နဲ့ပွဲစဉ်မှာလည်းသူကိုမတွင်းနိုင်ဘူးအဲဒီလိုမျိုးတွေတွားပြန်ကြည့်မယ်ဆိုရင်ဒါ OB ရတိုနေနဲ့ဝေးကွင်းဆိုရင်ကိုတွင်းအားနည်းတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်ထင်မြင်တောက်တတ်မိတယ်အဲ့တမလို့ဒီပွဲချင်းမှာအဲဘလင်စီယာနဲ့အိုဘီယိုရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါင်းအောက်လေးကိုကြိုက်နှစ်သက်ပါတယ်အဲနှလုံးကိုပြ90ရှုံးဆိုတဲ့အဲ 9ပေါင်း9ောက်လေးကိုဖွင့်ထားပြီးတော့ဘောကြီးချင်းမှာတလုံး1ပေါင်း50စားဆိုတဲ့ကြီးမျိုးမှာကျွန်တော်ကဘလင်းစီယာရဲ့ OPJ တွေရဲ့ပွဲစဉ်9ပေါင်းအောက်ကြိုက်နှစ်တက်ပါတယ်ယနေ့ညကျွန်တော်ရဲ့ရွေးချယ်မှု၄ပွဲပါရွေးချယ်မှု၄ပွဲမှာတော့လီဗာပူးနဲ့ကလာရာစာရဲ့ပွဲစဉ်မှာကျွန်တော်လီဗာပူးပေါ်ပြီးဒီကိုကြိုက်နှစ်တက်ပါတယ်အတီကိုမက်ထရစ်နဲ့ဖရန်ပတ်ရဲ့ပွဲစဉ်မှာတော့ကျွန်တော် အတီကိုမက်ထရစ်ဘောလေးကိုကြိုက်ပြီးတော့မာဆေးရဲ့အင်ချက်ပွဲစဉ်ကိုပေါအောင်ကြိုက်ပါတယ်ဗလင်စီယာနဲ့အိုဘီဂျက်တို့ရဲ့ပွဲစဉ်ကျွန်တော်ကိုပေါအောင်ကြိုက်ပါတယ်အဲဒီနေ့ညစုစုပေါင်းရွေးချက်ပြီးခဲ့တဲ့၄ပွဲဖြစ်ပါတယ်ကျွန်တော်လည်းအကြိုက်ချင်းအမြင်ချင်းတူတဲ့ညီကိုလေးဒါ live show ရပါတယ်ဒီနေ့ညမှာတော့ပွဲစဉ်တွေအများကြီးပေါ်ပြန်တော့အဲဒီနေ့ညမှာကျွန်တော် Telegram channel မှာတော့ကျွန်တော်နှစ်ပွဲလောက်เนาะတင်ဆွမ်းမဲ့ဝန်ပွဲနှစ်ပွဲလောက်တင်ပေးမှာဖြစ်တယ်မောင်းလေးလည်းကျွန်တော်၃ကလောက် တေချာလေးရွေးချယ်ပေးမှာဖြစ်ပါတယ်နော်ဒီ YouTube ရဲ့ channel comment out လေးရဲ့ Telegram channel လေးမှာလာရောက် join ထားလို့ရပါတယ်လို့နော်ကျွန်တော်တို့အားပေးညီကိုများနော်နောက်ပြီးတော့ဒါကျွန်တော်ဒီမှာ online call လေးတွေဒါ live ပဲလေးတွေ live show channel ညီကိုတွေယုံကြည်စိတ်ချသွားဝေးကြေးပိုင်းဆိုင်ရာကျွန်တော်ဂျာကကျွန်တော်အာမခံမြေအတွက်ယုံကြည်စိတ်ချသွားလာရောက်ကစားလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လေးလုပ်ပေးသွားကြပါဦးတတ်တော့ channel ရဲ့ youtube channel တွေရောကဲကျွန်တော်ရဲ့ youtube channel လေးပွဲလေးတက်တူတူ ကြိုက်တွေအားလုံးပဲလိုက်စောကြပါဒီနေ့ဒါ30ရက်နေ့မှာချန်ပီယံလိပွဲစဉ်တွေနဲ့အနိုင်ငွေတွေများများထုတ်လိုက်ကြပါစေလို့ကျွန်တော်ညီကိုတို့ကိုစုမကောတောင်းရင်းနဲ့ကျွန်တော်ပြုလို့ဆုံးသက်ပြစေအပေါင်းတွေများများကြားကြပါစေအနိုင်ငွေတွေများများထုတ်နိုင်ကြပါစေကိုနိုင်တဲ့ငွေအမောက်လောက်ကိုပဲထိန်းစောကြပါလို့ကျွန်တော်ဒီနေ့ကနေမြတ်တရက်ခိုင်နဲ့ကျွန်တော်ပြုလို့ဆုံးသက်ပြစေမနက်ဖြန်ကြချန်ပီယံလိပွဲစဉ်နဲ့တူပြန်ဆုံပြစေအားလုံးပဲကောလပ်ပါညီကိုတို့